ကဲကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကအခုမြင်တွေ့နေရတဲ့ကျွန်တော်ဒါအိမ်အကြီးတလုံးကိုဒီနေ့သိန်း9900ရောင်းရောင်းချပြီးမှဖြစ်ပါတယ်။ဒီနေရာကပြုံးလွင်မျိုးရက်ကကြီးစက်ခွန်အနီးစခန်းအောင်ချမ်းသာမှာရှိပါတယ်ခင်ဗျာ။မန္တလေးပြုံးလွင်လမ်းရှိုးလမ်းမရဲ့အနီးနားမှာရှိတဲ့အခုအသင့်တက်နေရောအိမ်ခန်း9ခန်းပါတဲ့အိမ်တလုံးဖြစ်ပါတယ်။ခြံရဲ့ကျယ်ကမျက်နှာစာ40ဖြစ်တယ်။ဒီဘက်က80ဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့40 80ပုံမှာတိစောက်ထားတယ်။ပြီးတော့အလှည့်ကတော့မြောက်ရက်လည်းဖြစ်ပါတယ်။အိမ်ထဲမှာဖာနီချာလေးပရီဘောကလေးတွေထည့်ပြီးတော့မှအသင့်နေထိုင်ရော အိမ်လေးတစ်လုံးကိုဒီနေ့ကျွန်တော်ကမိတ်ဆက်ပြမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့ပြုံးနေမြို့မှာရှိတဲ့ခိုင်မာတေချာမှန်ကန်တဲ့မြေလေးတွေနဲ့အိမ်လက်လာလေးတွေကိုပဲအဓိကရွေးချယ်ရောင်းချပေးနေတဲ့ဒေါက်တာဆုံးမဖြစ်ပါတယ် channel မှာကျွန်တော်ဒါကားသုံးစီးလောက်ကိုထိုးလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်အောင်ကျွန်တော်ဒီလိုလေး slab ပြင်လေးကိုကျွန်တော်လောင်းပေးထားရတယ်ကားအများကြီးထိုးလို့ရတယ်ပြီးတော့တစ်ပက်ပမှန်လေးကြီးလည်းဒီမှာဟွန်းစိုက်ပြုတ်ပေးထားရတယ်ပဝင်းကျင်မှာလဲဒီလိုအိမ်နီးတူအိမ်လက်လာလေးလည်းအများကြီးရှိတယ်တကယ်ကိုလေအောင်ချမ်းသာဆိုတဲ့အတိုင်း စိတ်ကိုငြိမ်းချမ်းပြီးတော့မှအေဂျင့်နဲ့ vibe နဲ့ feeling ကိုအပြည့်အဝရရှိတဲ့ဒါကြောင့်ဒါရက်ကွက်လေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့မန်လေးသူမန်လေးသားလေးဆိုရင်ရမ်းကြိုက်တာအဲ့တော့ကျွန်တော်တို့အိမ်ထဲဝင်ကြည့်မယ်တက္ကမကြီးဆိုရင်ဒီမှာတွေ့လားအကြီးပဲအကျယ်ကြီးပဲမိုက်တယ်ဒီအိမ်ရဲ့ထူးခြားချက်ကကျွန်တော်တို့ဒါတအိမ်လုံးကိုဒီလိုကြွေပြအကြီးတွေနဲ့ကျွန်တော်တို့ဒါဖြူစင်တန်ရှင်းတောက်ပနဲ့ကျွန်တော်တို့ဒါခင်းချင်းပေးထားတယ်တကယ့်ကိုခဲရောက်တဲ့အဖြူအနှုတ်ကိုဆက်ပြီးတော့မှအိမ်ရဲ့ file ကလေတကယ့်ကို ငင်းငင်းကြဲကြဲလေး military လေးဖြစ်နေတဲ့ feeling မျိုးရတယ်တိမ်လုံးကိုဒီလိုလုံကြုံကြီးတန်မှန်းတွေကိုအလှဆင်ထားပြီးတော့မှကတ်ထားတာလဲတော်တော်လာတယ်နည်းနည်းကျအလှတွေကြီးလဲ train to ပြီးတော့မှအလှဆင်ထားတာကိုလည်းကျွန်တော်တွေ့မြင်မှာဖြစ်ပါတယ်ခင်ဗျအဲကန်းဆိုရင်လည်းဒီမှာအကျယ်ကြီးပဲပြီးတော့ဒီလိုလေးဒီညမှာကိုတော်တော်ကိုကြည့်တာဒီမှာပစ္စည်းပစ္စည်းအားတွေပါညာတယ်အကောလုံးဟွန်းထားလို့ရနေတဲ့နေသားတစ်ခုဖြစ်တယ်ပြီးတော့ဒီဘက်ချမ်းမှာဆိုရင်ဒါကျွန်တော်ဒါစင်ကာပူလုံးလေးတခန်းရှိတယ်စင်ကာပူလုံးဆိုရင်တော်တော်ကိုကြည့်တယ်ဒီမှာ မာစာပန်ရောအခန်းလောက်ရှိတယ်။ရေချိုးကအိမ်သာမပါတော့ညာလဲတော်တော်ကိုကျဲတဲ့အနေအထားတစ်ခုဖြစ်တယ်။ညနေကျအလာလေးတွေရောညနေကျမှာထွန်းထူထားတဲ့ဟိုးဟိုးမိဒီမိစားအလာလေးတွေအစားအရန်ပြေဆုံးတယ်။ကဲထက်တက်အများဆုံးရေချိုးကအိမ်သာကိုကျွန်တော်ဒီမှာပထမတန်းမှာထားပေးထားတယ်။အကျွေးကြီးပြအများဆုံးရေချိုးကအိမ်သာလဲကျွေပြားတွေလဲခင်းထားတယ်။ကျွေပြားတွေလဲကတ်ထားတယ်။ နည်းနည်းကြအားလဲတော်တော်ကိုမြင့်နေဒီအိမ်မှာအဲ့တော့ဒီလိုလေး partition လေးခွဲထားပြီးတော့မှ slide door လေးနဲ့လဲကျွန်တော်ဒါနဲ့ kitchen area ကိုခန်းစားကြည့်လို့ရနိုင်ပါတယ်ခင်ဗျဒါနဲ့ kitchen ကလည်းဒါကျွန်တော်တို့ရဲ့ ancient မတွေအကြိုက်ကိုတည်တည်ကြကြကြည်ကြဲဝုန်းဝုန်းဖြစ်အောင်ပြင်ဆင်ပေးထားတယ်တွေ့မြင်ရမယ်ပြီးတော့ဒီမှာခြေပြားတွေခင်းထားတယ်ပြီးတော့ club club တွေလည်းကုန်ပါတယ်နည်းနည်းကြဆိုလဲဒီလိုလေးဒီမဲ့စားခန်းနဲ့ light တဲ့ မျက်နှာချက်အလှလေးလေကျွန်တော်တို့ဒါတက်စင်ပြချတာတွေ့မြင်ရမယ်ပြီးတော့ဒမင်းစား area ဆိုလဲဒီမှာဇွဲကုန်နဲ့ဟုတ် simple လေးချထားတာလဲတော်တော်ပြည့်စုံတယ်အပြင်လဲဒါကျွန်တော်တို့ဒါထွက်လို့ရတယ်အပြစ်မှာဆိုရင်လည်းနောက်ထပ်မြေဘူးကြဲကြဲတွေအများကြီးပါတဲ့အပြင်ကိုဒါအဝိရှောဖို့အတွက်နေရာတွေရောပြီးတော့နောက်ထပ်ပစ္စည်းပစ္စည်းထားဖို့အတွက်နေရာတွေရောအကုန်ရေကန်တွေရောရှိတဲ့အပြင်ကိုနောက်ထပ်အများသုံးရေချိုကအိမ်တာတစ်ခုကိုလည်းအပြင်မှာကျွန်တော်တို့ထားပေးထားတယ်ဗျ ဒီခန်းလေးကလည်းကျွန်တော်တို့ရဲ့အိမ်မှာပထမတစ်မှာပါတဲ့မာဆာဘာရောအခန်းကြီးတဲ့ခန်းဖြစ်တယ်ဒီမှာမြောင်အိတ်ဂရင်ထားပေးထားတဲ့အနေထားတော့မှဒီဘက်မှာတော်တော်ကိုကျဲတဲ့ area ကြီးကျန်နေတယ်ပြီးတော့လုံလုံရဲ့တမန်လေးလည်းတက်ဆင်ထားတယ်ဒီအိမ်မှာလေးသတိထားမိတဲ့အချက်ကမျက်နှာကျအလှလေးတွေကလည်းတခဏတခဏမတူသလို ceiling height အမြင့်ကလည်းတော်တော်ကိုမြင်ပြီးတော့မှအသက်ရှူချောင်တဲ့ vibe ကိုလည်းအပြည့်အဝရရှိတယ်ပြီးတော့ရေချိုးကအိမ်သားဆိုရင်လည်းကျွန်တော်ဒါဒီဘက်မှာအပေါ်တက်ကြည့် ။ဒီကားလေးဆိုရင်ဒီမှာကြွေပြားလေးခဲထားတယ်ပြီးတော့တက်တော့သက်သာဖြစ်စီတယ်။ကလေးတော့ကလူကြီးတော့ကအကုန်အဆင်ပြေတယ်။လက်ရန်ဆိုရင်လည်းဒီမှာအလားဆင်ထားတယ်။ဒီဘောတော့နည်းနည်း polish တိုက်ရအောင်ပဲ။ဒီအင်လေးကလေခုမှ PC သွားတာလုံးဝ brand new အစ်စ်လေးဖြစ်တယ်။လေကနေတက်တက်ကျမှဆိုရင်ဒါကျွန်တော်တို့ဧကန်းကြည်ကြဲတခန်းရှိရဲ့။အဲ့တော့ idea ကဒါကျွန်တော်ဒီညမှာဖျားစင်ဖျားကြောင်းဆောင်ဒီမှာထားလို့ရနေတဲ့နေရာကိုခပြတယ်။သို့မဟုတ်ဘာသာကြားအနေထားဆိုရင်လည်းဒီညအရေးကြောက်တာ ဲ့ကန်းနေနဲ့အကြေကြီးအသုံးပြုလို့ရနိုင်တယ်ပြီးတော့မျက်နှာချက်အလားဆိုရင်လည်းဒီမှာအဝိုင်းလေးနဲ့ကာလာလေးတွေပြေးပြီးတော့မှ lighting လေးတွေဆော့ထားတာလည်းလေတကယ်ကိုမိုက်တယ်ပြီးတော့ဝရဏကြကြဲဟိုဒီလိုလေး partition လေးဖွဲ့ပြီးတော့မှလည်းအပြင်ကိုထွက်လို့ရနိုင်တယ်ဟွန်းဝရဏလေးရလေလေမိုက်အပေါ်တော့မှဆိုရင်ကျွန်တော်ဒါအခန်း၃ခန်းလောက်ရှိပါခင်ဗျဒီဘက်မှာတစ်ခန်းဒီဘက်မှာတစ်ခန်းဒီဘက်မှာတစ်ခန်း၃ခန်းလောက်ရှိရဲအဲ့တော့ ောက်ပြီးတော့မှဆက်စွကြည့်ကြဒီခန်းလေးကလည်းဒါကြောင့်ဒါ Master Baron အခန်းကြီးကြတခန်းဖြစ်ပါတယ်ဒီမှာဩစာကြည့်မီလေးတွေကစာအကုန်ပါတယ်ညနေစက်အလှလေးနဲ့တကယ်ကိုနွေးနွေးထွေးထွေးလေးနဲ့အေးချမ်းချမ်းလေးငင်းငင်းဆဲဆဲလေးနေခြင်းနဲ့ကျွန်တော်မိတ်ဆွေတို့အတွက်ဆိုရင်အရန်ကိုပြည့်ပြည့်စုံနဲ့အိမ်ထဲမှာရှိတဲ့အိမ်ခန်းလေးတစ်ခန်းဖြစ်ပါတယ်ခင်ဗျရေချိုကအိမ်သားကတော့ဒါကျွန်တော်ဒီဘက်မှာရှိပါတယ် ဒီခန်းလေးကဒါကျွန်တော်ပထမဓာတ်နဲ့ဖွဲ့စည်းပုံရင်းတူတဲ့ဒါမာစတာဘာရောအခန်းကြီးကြီးတခန်းဖြစ်ပါတယ်ဒီမှာဂရင်းနေမို့ရတယ်ထားပစ်ထားတဲ့အပြင်ဦးမှာနောက်ထပ် area ကြီးကြီးရလဲအများကြီးတစ်ခုပါသေးတယ်ပြီးတော့ဒီအိမ်ရဲ့ဒီခန်းရဲ့အသာချက်ကကျွန်တော်ဒါဟုတ်မှမြင်တွေ့ရတယ်တောင်ငုံတောင်နဲ့အလှတွေကိုလည်းမိမိရဲ့ကိုယ်ဝန်အခန်းအနေပြီးတော့မှမြင်ရတယ်မှာဝါရိတ်တရိတ်နဲ့တောင်ငုံတောင်နဲ့အလှတွေကိုလည်းအများကြီးကိုခန်းစားလို့ရနိုင်တယ်အနေအထားတစ်ခုဖြစ်ပါတယ်ခင်ဗျလုံချုံကြီးတမန်တွေကလည်းကျွန်တော်ဒါ အိမ်ရဲ့အခန်းတိုင်းအခန်းတိုင်းပရင်ပေါက်တိုင်းပရင်ပေါက်တိုင်းမှာကျွန်တော်တို့ဒါလှလပပနဲ့ဒေသလေးတက်ဆင်ပေးထားတယ်။ပြီးတော့ညနေကျအလားတွေကလည်းတခဏတခဏမတူညီအောင်တွေ့မြင်ရတယ်။ပြီးတော့တူညီတာကတော့တအိမ်လုံးကိုဒီလိုကြွေပြားဆင်တူဒီဇိုင်းအကြီးကြီးနဲ့ကြီးရှင်ကြီးလင်းတောက်ပေါက်ကျော်တာခင်းချင်းပေးထားတယ်။ဒီခန်းလေးကလည်းဒါကျွန်တော်မာစတာဘန်တို့တစ်ခန်းပဲဖြစ်ပါတယ်။ရေချိုကဲအိမ်သားလည်းဟိုဘက်မှာဖြစ်ပါတယ်ခင်ဗျ။ ဒီလေးခေါ်စီက3900ကိုကျွန်တော်ညှိနှိုင်းပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာကပြုံးလေးမျိုးရက်ကကြီးစက်ခွန်အနည်းစကန်အောင်ချမ်းသာမှာရှိပါတယ်ခင်ဗျအဲ့တော့စိတ်ဝင်စားရင်ကျွန်တော်ကိုဆက်သွယ်မေးမြန်းဖို့အတွက် recommend ပေးလိုက်ပါစေမင်္ဂလာပါ